မန္တလေးရောက်ပဲသွားလဲဆိုလို့ရှိရင်ဖရာကြီးရင်သွားတယ်ဖရမျိုးပဲရောက်ပြောပါတယ်ဒါပေမဲ့ကိုယ့်ရဲ့မွေးရဲ့ဇာတိမြင့်ဖြစ်တဲ့မန္တလေးမြို့ပေါ့နော်မန္တလေးမြို့မှာတော့မူကအာမိဘတွေကမွေးမွေးဖွားပြီးတော့ရန်ကုန်မှာချီးကျင့်တာချစ်ပါတယ်ချစ်တော်လေးမွေးရဲ့မြေလို့ရေးထားတာပါဟုတ်ဟိုကအစားတောက်ကြိုက်တယ်လို့ဆိုတော့အစားတောက်လိုက်စားတာပေါ့ထိတ်တယ်ကြိုက်တယ်အကုန်ကြိုက်တယ်ခိုးတော်မုတ်တီတုတ်လို့ပါလေရန်ကြိုက်တယ် ကြော်တာပေါ့နော်။ဒီမြို့ပဲရောက်ပြောပါရယ်။ဒါမဲ့ကိုရဲ့မူရဲ့ဇာတိမြေဖြစ်တဲ့မန္တလေးမြို့ပေါ့နော်။မန္တလေးမြို့မှာတော့မူကအာမိဘတွေကမွေးမွေးခွားပြီးတော့ရန်ကုန်မှာချီးပြင်းတာပေါ့။ဟုတ်။အခုဘယ်နည်းလောက်ဒီမှာနေပါလဲ။အာမန္တလေးမှာတော့မူကမူချိုပေါ့။မူချိုလောက်ပါပဲ။မူချိုအဆင့်လောက်ပဲနေပြီးတော့ကျွန်တော်ရန်ကုန်ပြောင်းသွားတာပေါ့နော်။ဟုတ်ကဲ့ပါ။ချစ်ပါရဲ့ချစ်တော်လေးမွေးရမြေလို့ရေးထားတာပါ။ မန္တလေးရောက်ဘယ်သွားလဲဆိုလို့ရှိရင်ဖရာကြီးရင်သွားတယ်ပြီးတော့ဘယ်မြို့ပဲရောက်ဖရာကိုရင်သွားရပါတော့ပြီးသွားလို့ရှိရင်ဟိုကအစားတောက်တိုက်တယ်လို့ဆိုတော့အစားတောက်လိုက်စားတာပေါ့မန္တလေးစားတောက်ဘာလေးချိန်တယ်ချိန်တယ်ချိန်တယ်အကုန်ချိန်တယ်ခိုရာမုတ်တီတုတ်လို့ပါလေရင်ချိန်တယ်ပါဟုတ်ဒီရောက်တိုင်းအများကြီးစားတယ်လားစားပြစ်တယ်မန္တလေးရောက်တိုင်းစားပြစ်ဒီလိုပဲလေးပြတ်တော့ကလူချင်းနီးပါ ကျတော့ဟိုအရေးဖြူဆိုရရုပ်ရှင်ကြီးပါရတာပေါ့နော်ဟုတ်ကဲ့အင်းလေးမဟုတ်ပင်တရနဲ့ကလောပါပေါ့ဟုတ်အင်းလေးကတော့မိုးအလဲသွားတာပါကားရိုက်နေနေကားရိုက်ပြီးသွားလို့သွားလဲတာပေါ့အာဘလို့မတရားမတော့မရှိပါဘူးဘာလို့ဆိုအမကားသွားရိုက်တိုင်းဖះသွားဖူးနေတာဆိုတော့ဖះသွားဖူးဖြစ်တာပေါ့တတိယချက်ထုတ်ခဲ့ပြီကိုရဲ့အဲကိုရဲ့ဆရာပြီးသွားလို့ရှိရင်ကိုရဲ့အတော်ရီကိုကြော့တာပေါ့နော်ဟုတ်ကဲ့ ပြည့်တက်တွေအားလုံးအနေကင်းပြင်းကြပါစေကျန်းမာကြပါစေပြီးတော့အလုံးကန်နေလဲဆင်ပြေပါစေလို့မောဆုမကောင်းတောင်းပေးပါရရှင်ဟုတ်အားလုံးပဲစိတ်ချမ်းသာကြပါစေရှင်ဟုတ်ကျေးဇူးပါ